ီယာဒီမှာဖြစ်နေတဲ့ပြဿနာစင်နာရီကအာဆနယ်ပြိတ္တတွေကျွန်တော်ကိုယ်လည်းအာဆနယ်အားပေးတဲ့ပြိတ္တတွေတော့ဒါပေမဲ့အစွန်းတော့မရောက်ဘူးပေါ့လေကိုသိန်းကိုချစ်တယ်အောင်မြင်စေခြင်းနဲ့မအောင်မြင်လဲလက်ခံတယ်ဥနာပြောလို့ပိုကောင်းပဲထင်တာလေးတွေတွေးမိတယ်ပြောပြရတယ်ဒါလေးတွေပေါ့နော်မဖြစ်လာရင်လည်းအရှုံးလည်းလက်ခံနိုင်တယ်အပြိုင်မဲ့သိန်းအောင်မြင်သွားရင်လည်းဂုံပြူတယ်အဲ့တော့မူရီတာလည်းပွားတယ်အဲ့တော့ဘလုံးကကျွန်တော်တို့ဒါအကောင့်ဘက်ကယူနေတော့အကောင့်နေများတယ်ပေါ့လေအဲ့တော့တော့စစ်တော့မဖြစ်ဖို့တော့လူတယ်ပေါ့ဒါလေးတစ်ခုတော့တတိပေးခြင်းနဲ့အဲ့တော့ဖြစ်နေတဲ့စင်နာရီယိုက ဘစ်စစ် tradition နဲ့ဘစ်စစ်လို့ပြောတဲ့အသင်းကြီး6သင်းထဲမှာအားလုံးကဖလားပြိုင်ပွဲဘူလူဝဲတွေအသင်းတိုင်းလိုရောက်တယ်။ဥမာ Liverpool ဆိုရင် Arne Slot ဆိုရင် Liverpool Fight နဲ့ရောက်တယ်။ Premier League မှာလည်းဘူဆွဲတဲ့အပြင်ကို Liverpool Fight နဲ့ရောက်တယ်မနိုင်ခဲ့တာတပိုင်းထားလိုက်အောင်။ဥ United နဲ့ Spurs Premier League မှာယုံနေရတဲ့အဆင့်16 16မှာရှိနေတဲ့2သင်းလုံး Europa League Fight နဲ့ရောက်သွားတယ်။ Chelsea ကလည်း Conference League Fight နဲ့ရောက်သွားတယ်။ Man City ကဒီအပြင်ကသူတို့အတွက်ခက်ခဲတဲ့ရာသီဆိုပေမဲ့ FA Plus Fight နဲ့ရောက်တယ်။ကြံနေခဲ့တာ Arsenal နဲ့ Adidas တခုပဲ။ Adidas 2019မှာ Arsenal ကိုစရောက်လာတယ်။ ုခု600ရာသီ600ရာသီပထမရာသီကတော့ဒီဇင်ဘာမှရောက်လာတော့ရာသီဝက်ဖြစ်နေဆိုတော့အဲ့ရာသီကိုကျွန်တော်ထည့်မတွေ့ရအောင်မှာတကယ်လို့ရာသီပြည့်ကန်ရတာ900ရာသီဇက်တိုက်ဖြစ်သွားပြီတစ်နှစ်မှဖလားအောင်မြင်မှုမရပထမအဆုံးရာသီဝက်မှာစရောက်လာတဲ့ရာသီမှာ FA ဖလားမှာရာသီကုန်မှာယူပေးခဲ့တာလေးတစ်ခုပဲရှိတယ်ဆိုတော့900ရာသီ fully ကန်ပြီးတော့ဘာအောင်မြင်မှုမှမရခဲ့တာကအာဒီဒါအတွက်အားလုံးရဲ့ဝေဖန်ထောက်ပြမှုတွေမှာထိတ်ဆုံးကနေရောက်နေတယ်ကျွန်တော်ဒါလီဗာပူးရဲ့ကန်တွေကစားမဟောင်း ကရီကလည်းပြောထားကိုဆုံးသောဆိုပြီးခဲ့တဲ့ပတ်ထဲကဒါတရားဝင်ပြောထားတယ်ဒီယာဒီမှာတော့မှအပြောင်းလဲလှုပ်စေခြင်းပြီးဆိုတော့ကိုဆုံးသောအမြင်လေးပြောထားတယ်ဒီမှာကျွန်တော်တို့ကအမြင်လေးမတူတာတော့အမျိုးမျိုးရှိနိုင်တယ်ပေါ့လေအာဒီတာပေါ်ဘက်ကပ်ပေးနိုင်တဲ့ဟိုအာဒီတာကိုသဘောကျတဲ့လူလည်းရှိနိုင်သလိုအာဒီတာပေါ်မှာဆက်ရှိတိခတ်မှုတွေကုန်နေတဲ့အပြောင်းလဲကိုမြင်နေတဲ့လူတွေလည်းရှိတယ်အဲကရီကပြောထားတယ်ကိုဆုံးသောလည်းအမြင်တူတယ်အာဆနယ်ကအပြောင်းလဲတစ်ခုလိုနေဒါပေမဲ့ပြဿနာကအဲ့အပြောင်းလဲလှုပ်လိုက်လို့ပိုမဆူသွားဘူးလို့လည်းပြောလို့မရဥပမာကရီကချယ်ဆီနဲ့ဥပမာပေးပြီးပြောသွားချယ်ဆီဆိုရင်2021မှာချန်ပီယံလိဖလားကိုတူချယ်နဲ့ရခဲ့တယ် နောက်တရာဒီမှာယာဒီဝက်ပဲရှိသေးတယ်ရက်လက်ဆိုးသွားတော့မအောင်မြင်တော့နဲ့မအောင်မြင်နိုင်တော့တဲ့အဲ့ယာဒီမအောင်မြင်နိုင်တော့အချိန်လေးမှာတူချဲအချိန်မပြီးတော့ဘယ်နဲ့ထုတ်ပစ်လိုက်ပြီးတော့အပြောင်းလဲလုပ်လိုက်တဲ့နောက်ပိုင်းမှာချယ်ဆီကလုံးဝကျိုးကျသွားပြီးတော့သူတို့ရဲ့ဘာမှမဆိုင်တော့တဲ့သူတို့ရဲ့အဆိုးအဝါးဆုံးယာဒီတွေကိုတောက်လျှောက်ဖြတ်တန်းလာအခုချိန်ထိပဲအဲ့တော့အာဒီဒါကတော့အာဆနယ်ကို consistency နဲ့ဒီတိုက်တဲ့ challenge ဖြစ်အောင်နှစ်ယာဒီသုံးယာဒီစတိုက်ဖြစ်အောင် level တစ်ခုကိုဆွဲ great update လုပ်ပြီးတော့ဆွဲမြင့်လာပြီးတော့ consistency ဖြစ်အောင်တော့လုပ်ပေးထားနိုင်တယ် အောင်မြင်မှုသာမယူပေးထားနိုင်တယ်အဲ့တော့အောင်မြင်မှုယူပေးနိုင်မယ့်နီးပြတယောက်ကိုခေါ်တဲ့နေရာမှာအောင်မြင်တော့ကောင်းတယ်မအောင်မြင်သွားပဲနဲ့ချယ်ဆီလိုမျိုးဆိုးသွားသွားရင်လည်းဒါမျိုးလည်းဖြစ်နိုင်တယ်အလောင်းစားရှိတယ်ပေါ့လေဂမ်ဘယ်ပေါ့နော်အဲ့တော့ကာရီကဒါလေးချောက်ပြသွားအဲ့တော့အာဆန်နယ်ဘုံဖွဲ့ရဲ့ကောပါပဲအပြောင်းလဲလုံပါလားအာဒီဒါနဲ့ဆက်သွားမှာလားအာဒီဒါနဲ့ဆက်သွားမယ်ဆိုရင်တော့အာဒီဒါကတော့ trust the process ဆိုတဲ့အတိုင်းပဲသူ့ရဲ့ဒီလုပ်ငန်းစဉ်အတိုင်းပဲသူကတော့အောင်မြင်မှုတွေကိုအခုချိန်ထိ သူကတော့ရလိမ့်မယ်လို့မျှော်လင့်နေတယ်ပြိသက်တွေနေတဲ့ဒါအောင်ဘလူးနဲ့ပွဲပြီးမှာတော့အာတီတာကိုလည်းသူစိတ်ပြည့်ရတဲ့အပိုင်လေးတွေကိုထုတ်ပြောလာတာမျိုးဒီပွဲပြီးမှာကျွန်တော်ကြားရတယ်အဓိကကတော့ကျွန်တော်အားလုံးထောက်ပြရနေဒီယာဒီမှာအနီကက်6ချိန်တော့ပြခံရတယ်အာဆင်နယ်ကပရီးမီးယားလိအသင်းတွေထဲမှာအနီကက်နဲ့ထုတ်ပေးခံရတဲ့အချိန်အများဆုံးအသင်းဒီပွဲမှာမီရီနိုထုတ်ခံရတာဒီယာဒီပရီးမီးယားလိမှာ6ရောက်မြောက်ဒါထုတ်ပေးခံရတယ်6ချိန်မြောက်ထုတ်ပေးခံရတာအဲ့တော့အာတီတာအဓိကပြောသွားတာအဲ့ဒါပဲလာမယ့်ယာဒီမှာအောင်မြင်မှုတွေလိုချင်တယ်ဆိုရင် တရာဒီတွဲမှာကစားမ10ရောက်နဲ့ကစားရပွဲ6ပွဲမရှိဘူးလို့လည်းသိကြတယ်။လာမယ့်ရာဒီမှာလည်းတရာဒီတွဲမှာကစားမ10ရောက်နဲ့ကစားရပွဲ9ပွဲတွေ6ပွဲတွေရှိနေတယ်။သူတို့လာမယ့်ရာဒီမှာလည်းပရီးမီယာလိဖလားမရနိုင်သေးဘူး။ဒါသူ့ကစားသမားတွေသူတင်ယူဖို့ပြောထားတဲ့ message တစ်ခု။နောက်တစ်ခုကဒီပွဲမှာသူသူ့အသင်းကနေမြင်ရတာ reaction မြင်ရတုံ့ပြန်မှုကိုမြင်ရတယ်။ action မမြင်ရဘူး။သူမြင်နေတာက action အရှင်ရှိမှပဲသူတို့အောင်မြင်မှုရနိုင်မှာဒီပွဲမှာအာဒီတာပြောသွားတာအသေးရောလာမယ့်ရာသီအောင်မြင်နိုင်မယ့်သူ့ကစားသမားတွေပေးသွားတဲ့ message ပေါ့နော် ွဲတစ်ပွဲမှာတို့ပြန်ဘက်ကတခုခုလှုပ်ပြီးတာကိုကြည့်ပြီးတော့မှ reaction ပြန်တုံ့ပြန်ပြီးတော့ဒုတိယဘက်မှာပြန်လာနိုင်ခဲ့တာမျိုးကအချိန်တိုင်းမကောင်းတခါတလေပဲကောင်းတယ် same time ပဲကောင်းတယ်အချိန်တိုင်းမှာပြန်ဘက်ကတခုခုလှုပ်ပြီးတော့မှအဲ့ဒါပေါ်မှာနောက်ကနေပြန်လိုက်ပြီးတုံ့ပြန်နေတာကအဲ့ဒါအောင်မြင်မဲ့အသင်းသင်းရဲ့ဇယိုက်လက္ခဏာမဟုတ်ဘူးဆိုတာမျိုးအာဒီတာပြောသွားတယ်အဲ့တော့သူ action ကိုပဲလိုချင်တယ်လာမယ့်ရသည်မှာ action ပြင်းပြပြရှိမှပဲအောင်မြင်နိုင်မယ်ဆိုတာလည်းပြောသွားဆိုတော့အာတီတာနဲ့အာဆန်နယ်လာမယ့်ရသည်ဆက်ရှိမှလား ာဆန်နဲ့အောင်မြင်မှုတွေယူနိုင်မှာလားသူကိုယ်တိုင်လည်းတော့ဒါဟိုပေါ့တွေးမိတာပေါ့နည်းနည်းတတိပို့ပြီးအာဒီစာနေနဲ့တတိရှိရှိအသင်းကိုမောင်းနေသင့်တယ်လို့ထင်တယ်သူတချို့အရာတွေမှာသူတိတ် တတိမပြဘူးကနော်လူစားပြောင်းလဲတာတွေအရန်တွေးဝေးတာတွေသူ့ရဲ့နီးပြူအပိုင်းကိုဒီတက်တစ်ပိုင်းကိုပြောင်းလဲလုပ်တာတွေမှာအရန်ကလေးဖြစ်တာမျိုးတွေမြင်ရဆိုပြက်သားခြင်းတယ်ပြက်ပြက်ပြက်သားသားကင်တွေတဲ့နီးပြမျိုးဖြစ်စေခြင်းတယ်ဒါမှမဟုတ် तू ကအဲ့ရင်ရမှာအရင်စဉ်းစားတယ်အရင်ကျွန်တော်တို့ဂန်နွေနီးပြဟောင်းကြီးအဆွေဝင်ကားလိုပဲသူ့ရဲ့ယုံကြည်ထားတဲ့အရာပေါ်မှာအရင်ကင်ဆွဲလွန်းပြီးတော့ ပြီးတော့ကစားသမားတွေကိုအခွင့်အရေးတိတ်မပေးဘူးအထူးသဖြင့်အီသန်ရန်နီယာရှေ့မှာအိုဒီကက်တောက်လျှောက်ချေပြတ်တဲ့ကာလမျိုးမှာတေချာပေါက်ဒီပွိုင်းထွက်လူစင်းမှာပါလာတဲ့နဲ့ခြေစွမ်းမျိုးဒါပေမဲ့လုံးဝအိုဒီကက်မကောင်းတာလဲတောက်လျှောက်တော့တဲ့ကိုဒီကကမကောင်းတာအခုမှမဟုတ်ဘူး၃လလောက်ရှိပြီဒဏ်ရာကနေပြန်လာကလေးကမကောင်းတာအခုမှနောက်ဆုံးနှစ်ပွဲမှာအိုဒီကက်စီကနေအရင်ပါဝါနဲ့ကန်ကြံမျိုးလေးပြန်မြင်ရဆိုတော့တော်တော်ကြီးကိုပြက်နေတယ်ဒါပေမဲ့တိုက်စစ်ပိုင်းမှာလည်းအဲ့လိုပဲအစင်မပြေတာကိုမြင်တယ်ထရော့ဆက်အလုံးမဖြစ်ဘူးမာတင်နေအလုံးမဖြစ်ဘူးဒါကိုပေးပြီးတော့ ဟိုတတိနည်းနည်းလေးနဲတယ်လို့ထင်တယ်ဗောနော်အောင်မြင်မှုလိုချင်တယ်ဆိုရင်အဲ့လောက်တတိကြောင်သွေးကြောင်နေလို့မရဘူးသူစီမှာအိုက်စိတ်တဲ့ကိုမကြိုက်ဘူးပြီးတော့သူ့ရဲ့ပုံရိပ်ကသူ့ကိုမြင်ရတာပြည့်တတ်တွေအတွက် motivation မဖြစ်ပဲနဲ့သူ့ကိုမြင်ရစိတ်ဆင်းရဲတယ်ကွင်းပြေးလာမှအဲ့လိုမှိုင်ထွေငင်းငိုင်ပြီးတော့အဲ့လိုမျက်နှာကိုမြင်နေရတာ motivation ဖြစ်တဲ့နည်းပြမှာမဟုတ်ဘူးနောက်တစ်ချက်က ဖလားအောင်မြင်မှုကိုသူကမေမေရရယူခဲ့တဲ့ကစားသမားလည်းမဟုတ်ဘူးကစားသမားဘဝမှာလည်းသူကအာဆင်နယ်ရဲ့ကစားသမားတွေထဲမှာ ranking မှာဆင်း first second တက်လောက်မှာပဲရှိတယ်။သူ့ခေတ်မှာဘာမှလည်းအောင်မြင်မှုကြီးမားမရတော့သူလည်းသူလည်းဘာမှမလုပ်ပြနိုင်ခဲ့ဘူး။ကစားသမားကောင်းဆိုတာမှန်တယ်။ဒီလိုကစားသမားမျိုးစီကနေပြီးတော့အောင်မြင်မှုတွေရဖို့ဆိုတာကိုယ်တိုင်လည်းဖလားမယူဘူး။အသင်းကိုလည်းဖလားရအောင်လုပ်ပေးနိုင်ဖို့ဆိုတော့ကျွန်တော်ယုံကြည်မှုတိတ်မရှိတော့ဘူး။ဒါတွေလိုအပ်တယ်။အဲ့အတွက် serial winner တကယ်အောင်မြင်တဲ့နီးပြမျိုးတွေလိုသလိုအသင်းကိုအမှန်တကယ်ဖလားတွေယူပေးခဲ့တဲ့နိုင်ငံနဲ့တော်လကောက်ကလပ်နဲ့တော်လကောက်ဖလားတွေယူပြပေးခဲ့မှုတဲ့နီးပြမျိုးတွေဖြစ်တဲ့နယ်လို့ဥမာကွန်တီလိုလိုနီးပြမျိုးတွေကွန်တီကကစားကွက်ကောင်းမှာမဟုတ်ဒါပေမဲ့ဖလားယူဖို့အတွက်သူစီမှာအည်သွေးပြည့်ရှိတယ်ဒီလိုနီးပြမျိုးတွေပေါ့ဥပမာအနည်းဆုံးထောက်ပြတာအဲ့လိုမျိုးနီးပြတွေလိုတယ်ပြီးတော့အခုလက်ရှိအင်တာမီလန်နဲ့တကယ်ကိုဒီဟာဒီအကောင်းဆုံးဆန်းဆောင်ပြနေတဲ့ဆီမိုနီအင်ဇာဂီလိုလို နီးပြမျိုးတွေလိုအပ်တယ်စင်မနီအီဇာဂီစီမှာတက်ကနစ်ပိုင်းတွေတက်ကနစ်ပိုင်းတွေအရန်ကိုဒါချေကျူးစရာကောင်းလာအောင်ပြောင်ပြောက်ပြီးတော့သူရှိတဲ့လူနဲ့ဖြစ်အောင်လုပ်ပြတတ်တယ်သူကိုယ်တိုင်လည်းကစားသမားဘဝမှာအောင်မြင်မှုအထိုက်လျောက်ရခဲ့တယ်ဒီလိုပြတ်သားတဲ့ကင်တွယ်ပုံတွေလိုအပ်တယ်ဥမာလူရဲ့အန်နီဂေးကစားသမားဘဝမှာလည်းအောင်မြင်ခဲ့တယ်နီးပြဘဝမှာလည်းဖလားသုံးလုံးနေအောင်မြင်ခဲ့တယ်ကလပ်သင်းမှာလည်းသူကကဘာကျော်စားသမားတွေကိုကင်တွယ်နိုင်ခဲ့ဦးတယ်ဒီနေရာမှာလူအန်ရီကေလိုနီးပြမျိုးသားဆိုအာဆင်နယ်ဘာမှမအောင်မြင်စရာအကြောင်းမှမရှိတာအဲ့တော့အာဒီတာကဒီရာဒီတကယ်လို့အပြောင်းအလဲမဖြစ်ဘူးဆိုနောက်တရာဒီ ချွင်းချက်မရှိစောင့်ကြည့်လိုက်ဖလားမရဘူးဆိုရင်ထုတ်ကျွန်တော်အာဇနယ်ပိသက်တွေကိုစားကျွန်တော်ပြောခဲ့ဘူးတယ် FA ဖလားလီဖလားဒီအာဇနယ်အောင်မြင်မှုမဟုတ်ဘူးမေဂျာထရိုဖီလို့လည်းမသတ်မှတ်ထားဘူးဒါမှမဟုတ်ဒီပရီးမီးယားလိဂ်ကိုရအောင်ယူရင်ယူဒါမှမဟုတ်ချန်ပီယံလိဂ်မှာမထင်မှတ်တဲ့ဆွမ်းဆောင်ရည်ပြရင်ပြအဲ့လိုမှမဟုတ်ရင်ညောင်းတော့ကျွန်တော်ကတော့အာဇနယ်ပိသက်တွေကိုစားတိခတ်နိုင်စွမ်းကျွန်တော်တော်တော်လေးကုန်သွားပြီ